Okay မင်္ဂလာပါဗျာ Welcome နိုင်မအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့ဘာအကြောင်းညာပြောမလဲဆိုရင်တန့်စင်ပေါ့နော်ကိုဖြိုးဝင်တဲ့တန့်စင်ရဲ့အာအကြောင်းညာပြောမယ်ပြီးတော့မှအီလီယတ်ထော့ဖိုရီနဲ့အစ္စလာမ်မကချက်ဖ်ပြီးတော့မှကွန်နီမဂီကောပေါ့နော်ဒီအကြောင်းညာတွေကိုပြောသွားမှာဖြစ်ပါတယ်โอเคအဲဆိုရင်ပထမအဦးဆုံးကတန့်စင်နဲ့ ကိုဖြိုးဝေရဲ့အကြောင်းအကြောင်းအရာပေါ့နော်ဒီအကြောင်းအရာကိုအရင်ဆုံးပြောပါမယ်အာကျွန်တော်အရင်ကတော့ Facebook မှာတော့စာရင်းနဲ့ရဲတင်တာတွေပါရေလောက်တော့ပေါ့နော်အခုနောက်ပိုင်းတော့မရဲဖြစ်တော့ဘူးအာအတိကတော့ပရိတ်သတ်တွေကိုတည်စေခြင်းနဲ့ဟာတွေပေါ့ဘာလို့ဆိုရင်တချို့ပရိတ်သတ်တွေကအဟောဘက်လူမှားတယ်ဒီဘက်လူမှားတယ်ဆိုပြီးတော့လုံးဝ judge လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်အတော့တဘောမကြတဲ့အတွက်ပေါ့နော် Facebook မှာ အာပရိတ်တ်တွေကိုတောင်းဆိုတဲ့တဘောအနေနဲ့ကျွန်တော်ကရေးသားတာဖြစ်ပါတယ်အခု YouTube မှာတော့ဒါဒီနေ့ကတော့ပထမအောင်ဆုံးပါနော်โอเคအကြောင်းအရာကိုပြောမယ်ဆိုရင်အားလုံးလည်းသိပြီလားဖြစ်ပါတယ်ဒီတန့်စင်ကစာချုပ်ရသွားတဲ့အချိန်မှာကို ဖြိုးဝင်နဲ့လန်ခွဲလိုက်တယ်ဒီအထီးတော့အားလုံးသိတယ်ဘာကြောင့်လန်ခွဲတယ်ဆိုတဲ့ဟာကိုတေချာပဲတူမှလည်းမသိကြဘူးဗျာပြောမယ်ဆိုရင်အကစား page တွေရော ပြင် predicate တွေရောအတိအကျမသိဘူး ကိုထင်တယ်လို့ရှောက်ရဲနေတဲ့လူတွေအများကြီးပေါ့နော်အဲ့မှာ project တွေပို့ဆိုတာတော့ဟာဖြိုးဝယ်ရအဲ့လိုမလုပ်တင်ဘူးပေါ့ဗျာဖြိုးဝယ်ရမှားတယ်သမလားပြီးတော့ဟိုဘက်ကလည်းတန့်စင်ကလုံးဝမှားတယ်ဆိုတဲ့အထာနဲ့ judge လုပ်နေကြတယ်ပြီးတော့ page တိုင်း page ဒီမှာရော comment တာတွေ့ရတယ်အဲ့လိုမျိုး judge လုပ်တာတကယ်ပြဿနာပါဘာဆိုရင်ကိစ္စကိုပြဿနာကိုအတိအကျမသိဘဲနဲ့ဟိုဟိုပြောတီပြောပေါ့နော်အဲ့လိုမျိုးရှောက်ပြောတာကတော့ မကောင်းဘူးလို့ကျွန်တော်မြင်တယ်ကျွန်တော်ဘက်ကပြောချင်တာကတော့နှစ်ဖက်စလုံးလိုနေလို့လိုအပ်ချက်ရှိလို့ဒီပြဿနာဖြစ်ပေါ်လာတာပေါ့နော်ပြီးတော့နောက်တစ်ခုကသူတို့မှမဟုတ်ပါဘူးတခြားအဖွဲ့အစည်းတွေမှာရောဒီလိုမျိုးပြဿနာရှိနေကြအနေထားပါပဲဗျအခုနောက်ဆုံးသိရတဲ့ update တတင်းဆိုရင်တန်းစင်ရဲ့အဖေအားမှာဝင်ပြီးတော့ပြောလာတဲ့အခြေအနေပေါ့နော်အဲ့တော့ကိုဖြိုးဝေဘက်ကတော့ရှင်းတယ်ဒါလေးဆိုရင်ကျွန်တော်တို့ကခံစားနိုင်တယ်ပေါ့နော်သူ့ရဲ့ ့အဲပုံစံကို ကြည့်ပြီးတော့ကျွန်တော်တို့လည်းသိနိုင်တဲ့အခြေအနေမှာရှိတယ်အဲ့ဒါပါလဲဆိုရင်အာစာချုပ်မရခင် ဖိုက်တာတယောက်ရဲ့ထိုးခြင်းကအရင်ကြီးမများပါဘူးဗျဒီတမ်မလီဆိုကြီးတို့လိုမျိုးစာချုပ်ရပြီတော့ဖိုက်တာတွေရဲ့ထိုးခြင်းကတော့တော်တော်လေးများတယ်ပေါ့နော်အဲ့တော့အာတကယ်လို့ပါစံတရတော့ကျွန်တော်အသိချာမသိဘူး15%ပေါ့နော်15ရာခိုင်နှုန်းလောက်လေးကြားတယ်အဲ့တော့ဖြိုးဝေရာထိုးကျေးပမာဏဒီ fighter ရတဲ့ငွေအမောင်းထက်ရနေ1500ခိုင်နှုန်းဟိုသူကဖျက်ယူတယ်ဆိုပြီးတော့တင်းနေထွက်တာပေါ့နော်ဒါအားလာလဲသူ့ရဲ့အလုပ်ပဲပေါ့အဲ့တော့စာချုပ်ရပြီးတော့ဖိုင်တာကြတော့ထိုးကြီးများတယ်အဲ့ဒါကြောင့်တမ်းမီဆိုကြီးဟီးစီကလည်းသူအများကြီးရပါပေါ့နော်1500ခိုင်နှုန်းဆိုတော့လည်းမနေပါဘူးအဲ့တော့တခြားဖိုင်တာ nation လိုက်မယ်ဆိုရင်တော့နေတယ်လို့ပြောလို့ရတယ်အဲ့ဟုတ်ပြီအဲ့မှာတန်းစင်ကအရင်ကတော့စာချုပ်မရသေးဘူးစာချုပ်မရသေးတဲ့အချိန်ကသူ့ရဲ့ ထိုးချင်းလေးနေတယ်ပြီးတော့ဒါခေးတို့ ਨੇ ထိုးတဲ့နောက်ပိုင်းသူကစာချုပ်ရသွားတယ်အဲ့ဒါကျွန်တော်တို့နောက်မှသိတာပေါ့နော်သူစာချုပ်ရသွားတဲ့အချိန်မှာသူ့ရဲ့ထိုးချက်ကလည်းများပါပဲလေနော်အဲ့တော့အဖြိုးဝင်ဘက်ကလည်းသူလည်းလုချင်ပါပဲဗျာအဲ့ဒီငွေအမောင့်ဒါပေမဲ့အတန်းစင်ကနောက်စာချုပ်ရပြီးနောက်ထိုးမဲ့ပွဲမှာအဲကိုဖြိုးဝေဘက်ကနေမသွားချင်တော့ဘူးတခြား agent ဘက်ကနေသွားမဲ့အထာပေါ့နော်အဲ့လိုမျိုးလမ်းခွဲသွားတယ် အဲ့တော့ project တွေလည်းစဉ်းစားကြည့်ပါเนาะကိုဖြိုးဝေဘက်ကဘယ်လိုမျိုးခံစားရမလဲဆိုတာအဲ့ဒါတော့ကိုဖြိုးဝေဘက်ကအာကြည်ပြီးပြောတာပေါ့ပြီးတော့အရဲ့မူလို့တင်တယ်လို့လည်းပြောတာပဲပေါ့နော်သူရဲ့ဒီလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာတန်းစီရစာချုပ်ရတော့လို့သူနဲ့လမ်းခွဲသွားတယ်ဆိုပြောအဲ့လိုမျိုးဟိုပြီးတော့ဟိုမြန်မာတီတာဘာဘာရင်ရပါပေါ့နော်အဲ့လိုမျိုးပြောသွားတယ် အဲ့ထိပဲကျွန်တော်တို့ကတည်ထားတယ်အခုနောက်ပိုင်းပြန်ပြီးတော့တန်းစင်ရဲ့အဖေကပါနော်ပြန်ပြောလာတဲ့အဆင့်ထိရောက်လာတဲ့အချိန်မှာတော့ဗာတိရလေးဆိုရင်တန်းစင်ကဒီဥသက်ပေါ့နော်ဥသက်ခွဲတဲ့အချိန်မှာ one championship ကနေသူကိုစေကူတာဇေပေါ့နော်အဲ့ဒီစေကူတာဇေကိုပေးခဲ့တယ်လို့အာကျွန်တော်တို့သိရတယ်အဲ့ဒီစေကူတာဇေထဲမှာဖြိုးဝယ်က19ခိုင်နှုန်းထပ်နှုတ်သေးတယ်ဆိုပြီးတော့ပေါ့နော်ဒီတစ်ချက်ကိုတန်းစင်တို့အဖွဲ့ ကတော့တဘောချက်ပုံမပုံကျွန်တော်တို့နောက်မှသိရတယ်အဲ့တော့တန်းစဉ်ရရထိုးချေပြီးတော့ဒီ bonus တွေပါမဟုတ်တော့ဘူးเนาะဒီစေကုတဇေထဲမှာသူက15ရခိုင်တော့ဖြတ်တယ်ဆိုတော့အခြေအနေမှာတော့အာပရိတ်သတ်တွေလည်းလက်ခံနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะပြီးတော့တန်းစဉ်ဘက်ကလည်းဒီအကြောင်းအရာကြောင့်လမ်းခွဲရတာပါဆိုတော့ပုံစံမျိုးတန်းစဉ်ဘက်ကမဟုတ်ဘူးเนาะသူ့ရဲ့မိသားစုဘက်ကလည်းအဲ့လိုမျိုးတွေ ပြောချင်နေတဲ့ပုံစံအနေအထားရှိနေပါတယ်။အဲဒါကြောင့်ပဲလမ်းခွဲတာပေါ့နော်ပြောချင်တာတော့အဲ့တော့ဘေးဘက်မှားတယ်ဘေးဘက်မှန်တယ်လို့လည်းကျွန်တော်တို့က judge လုပ်လို့မရအောင်နှစ်ဖက်စလုံးအခြေအနေကျွန်တော်တို့တိမှန်ရမှာတကယ်လို့ဒီအတိုင်းကိုဖြိုးဝင်ဘက်ကလှုပ်ခဲ့တယ်ဆိုရင်တော့အာဒီတန့်စင်ဘက်ကလည်းအဲခံစားရမှာပေါ့ဗျာပြောမှဆိုရင်သူဥသက်ခွဲရလို့ဟိုဆေးကုတာစေးပေးတဲ့ဟာကိုဖြိုးဝင်ဘက်ကလည်း ပြန်ပြီးတော့နှုတ်ယူသွားတယ်ဆိုတဲ့အခြေအနေမှာတော့ဘယ်သူမှလည်းလက်ခံနိုင်ကြမယ်လို့ကျွန်တော်မထင်ဘူး။ဒါပေမဲ့သူတို့နှစ်ယောက်မှာချုပ်ဆိုသွားတဲ့စာချုပ်စာတမ်းအားလည်းမရှိဘူးပေါ့နော်။တန့်စင်ရရှိတဲ့ငွေပမာဏအထက်ကနေယူမယ်ဆိုတာတော့တည်ထားတယ်။ဒါပေမဲ့အဲဘယ်လိုမျိုးအခြေအနေကြောင်းထိုးကြေးလား bonus လားအပြင်စေကုတဆေးလားပေါ့နော်။ဘယ်အခြေအနေမှာအာကိုဖြိုးဝင်ကဒီငွေအမောင်းဖြတ်မယ်ဆိုတာဟာတော့ကျွန်တော်တို့အသေးချာလည်းမသိရအောင်။သူတို့မှလည်း agreement တော့မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်။ အဲ့တော့ဒီအထိပြောမယ်ဆိုရင်တော့နှစ်ဖက်စလုံးကမှန်နေတာပဲဗျာတမလားဟိုဘက်ကလည်းမကျင်းတဲ့လို့လန့်ခွဲဒီဘက်ကလည်းအဲမကျင်းတဲ့လို့ပြန်ပြီးတော့ပြောဆိုလာတယ်အထင်ထဲမှာရှိပါတယ်ဒါပေမဲ့နောက်ပိုင်းအော်ကိုဖြိုးဝင်ဘက်ကပြန်ပြီးတော့ဟို comment ထားတာတွေ့တာပေါ့နော်အဲ့ဒီဈေးကုတဈေးကတန်းစင်မှာပတ်စံတွေကလုံးဝပါမလာဘူးအဲ့ဒါကြောင့်သူကဈေးကုတဈေးအကုန်လုံးကို သူ့ပတ်စံစိုက်ထားရတယ်လို့ကျွန်တော်တို့သိရတယ်သူ့ဘက်ကပြန်ပြောတာပေါ့နော်အာသူ့ဘက်ကစိုက်ထားတယ်ပြီးတော့မှအာဝမ်ချန်ရှစ်ကနေအာဆေးကူရာစိပြန်ရတဲ့အချိန်မှာမှကိုဖြိုးဝေရပြန်နှုတ်တာပေါ့နော်သူပြန်နှုတ်ယူတဲ့ငွေပမာဏလည်းစေရခိုင်တုံးပဲလို့သူဘက်ကတော့ဖြည့်ရှင်းထားတာတွေ့ရတယ်။အဲ့မှာတိတ်မရှင်းတာကစေကုတ္တဇိတ်ထဲကစေရခိုင်တုံးလားတောင်းမို့ ဘယ်ကလေးပေါ့နော်အတိကျအဲ့ဒါတော့မသိရဘူးဒါပေမဲ့ပူဖြိုးဝင်ဖြစ်တာ15ရာခိုင်တော့မဟုတ်ဘူး10ရာခိုင်တုန်းဆိုတာတော့သေချာနေပါပြီပြီးတော့မှအနှစ်ဦးနှစ်ဖက်စလုံးလည်းအချင်းပြေပြီဆိုပြီးတော့ကိုဖြိုးဝင်ဘက်က comment ထားတာတွေ့ရပါတယ်အဲ့တော့ကိစ္စအဒီမှာပြီးသွားပြီမပြီးသေးတာ break တက်တွေပေါ့နော်တချို့ဒီအဲလေဝေတင်ဆက်တဲ့လူတွေကလည်း judge လုပ်တယ်ဟိုဘက်ကလုံးဝမှန်တယ်ဗျဒီဘက်ကလုံးဝမှန်တယ်ဗျဆိုပြီးပြောတော့ကျွန်တော်အဲ့လိုမျိုးလုံးဝမသက်မသက်ချင်ဘူး ။ဟောနှစ်ဖက်စလုံးကလည်းလိုအပ်ချက်ရှိတော့တည်မလားပြေဆုံးနေလို့ဘယ်လိုမှမရှိဘူး။နှစ်ဖက်စလုံးကလည်းလိုအပ်ချက်ရှိတော့အခုလိုပြဿနာဖြစ်လာတာပဲ။ကျွန်တော်ကတော့အသိရဲအဲ့ဒါကြောင့်နှစ်ဖက်စလုံးကို judge မလုပ်ဖို့ကျွန်တော်ပရိတ်သတ်တွေကိုလည်းအရင်ကလည်း Facebook မှာတိုက်တွန်းတာဖြစ်ပါတယ်။ပြီးတော့နောက်တစ်ချက်ကတန့်စင်စာချုပ်ရသွားတဲ့အချက်ပေါ့နော်။တန့်စင်စာချုပ်ရသွားတာကဖြိုးဝေကြောင်မဟုတ်ဘူးသူတကယ်တော်လို့စာချုပ်ရသွားတာဆိုတဲ့အချက်ပေါ့နော်။ ဒါအတန့်တင်တော်တာအလုံးလည်းသိပြီးတာပါဝမ်းချန်ရှိပကလည်းသိလို့အခုလိုဟိုရှေ့ကိုရောက်နေတာပေါ့နော်စာချုပ်လည်းရပြီးပါပြီပြီးရင်ထခဲတို့တို့လိုမျိုးတကယ်ဒိတ်ဒိတ်ချေဖိုင်တာတွေနဲ့တောင်မှပေးတွေ့ပြီးပါပြီဗျာထိတ်တန်းဖိုင်တာတယောက်အနေနဲ့ဝမ်းချန်ရှိကအမြင်တာသူ့ကိုလည်းတုံးလဲတုံးနေတာဖြစ်ပါတယ်အဲ့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ကလုံးဝဝေဖန်လို့မရတော့လုံးဝသိတာနေတယ်ကျွန်တော်မတကယ်လဲကောင်းတဲ့ဖိုင်တာတယောက်ဗျာအဲ့ဒါကြောင့်လဲတခြားလူတွေထက်တာပြီးတော့အဲသူလဲ အဲဒီထိုးခွင့်ရတဲ့ပို့ပြီးတော့အဆင်မြင့်တဲ့ fighter တယောက်ဖြစ်နေပြီပေါ့နော်ဒါအားလုံးလည်းတည်ပြီးတာဖြစ်ပါတယ်ပြီးတော့ကိုဖြိုးဝင်တချို့လူတွေကလည်းကိုဖြိုးဝင်ကိုဒီမြန်မာနိုင်ငံသားလည်းဟုတ်တယ်ပြီးတော့မှအခုလိုမျိုး agent နဲ့ပုံစံမျိုးလုပ်နေနေဆိုတဲ့ပုံစံပေါ့နော်တချို့ကလည်း short တက်တယ်ဗျာမြန်မာလူဝိတ္တမားတွေရှိနေလို့ကိုဖြိုးဝင်ကအခုလိုဒေါ်လာ1 championship နဲ့ join ပြီးတော့ လှုပ်ရှားနေတာတို့ပါအဲ့လိုမျိုးပြောပြီးတော့ဝေဖန်တဲ့လူလည်းရှိနေတယ်။ဒါလုံးဝမပြောတဲ့အရာပါ။ဘာလို့ဆိုဒီလုပ်ငန်းကလည်းလုံးဝလွယ်ကူတာမဟုတ်ပါဘူးဗျ။အချိတ်ဆက်ဆိုတာရှိတယ်။ဟိုဘက်ဒီဘက်ချိတ်ဆက်ရတယ်။အဓိကတော့ promotion ကြီးတွေရဲ့ဒီယုံကြည်မှုယုံကြည်မှုကိုယူရတယ်။လွယ်တဲ့အလုပ်မဟုတ်ပါဘူးဗျ။အဲ့ဒါကို break တက်တွေကိုလည်းတိစေခြင်းနဲ့ပြီးတော့လက်ရှိဒီအဲကစားနေတဲ့လဝိတ်ကစားနေတဲ့ အအဖွဲအစည်းတည်လဲတည်စေချင်တယ်ပေါ့နော်ပြီးတော့ခမားတို့ပြောတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးဖြိုးဝေရလဲတော်လားရခိုင်တော့ကယူမှာပဲဒါပေမဲ့အဲ့လောက်ကြီးလည်းမဟုတ်ဘူးသူယူတဲ့ပမာဏလည်းအဲအဲနည်းနည်းပမာပါပဲပြောချင်တာကျွန်တော်တို့ဒီအရင်က manufacturer ပေါ့နော် Philippine fighter ရေ manufacturer ဆိုရင် American မှာပထမဆုံးထိုးတဲ့အချိန်မှာဆိုရင်သူသူရဲ့ agent ကအများကြီးဖြတ်သွားတယ်တမလားပတ်စံသိန်းထောင်နဲ့ချီကွာသိန်းတောင်းနဲ့ချီအဲ့လိုမျိုး ဖြက်စားသွားတယ်ဒါပေမဲ့သူတို့ဘက်ကမသိဘူးရပိုင်ခွင့်ဘလုံဘလုံရှိတယ်ဆိုတော့သူတို့ဘက်ကကောင်းကောင်းနားမလဲဘူးဒါပေမဲ့လည်းသူတို့ဘက်ကဒီလိုမျိုးအခွင့်အရေးရအောင်ဖန်တီးပေးတဲ့အတွက်သူတို့ဘက်ကလည်းအရန်ကျေးဇူးတင်နေပြီသူတို့မှာအဲ့တော့အဲ့ဒါကိုသူတို့ကအလှလှရှူတယ်အဆင်ပြေအောင်အောင်အကြည့်လုပ်တယ်ပြီးတော့မှအောင်မြင်အောင်ပေါ့နော်အရင်ဆုံးဒီသူတို့ဘောက်ဆင်းအဲပရိုမိုးရှင်းမှာချန်ပီယံဖြစ်အောင်အောင်မြင်အောင်စူးစမ်းခဲ့တာဖြစ်ပါတယ် သူတို့မသိတာမဟုတ်သူတို့လည်းသိတယ်ဒါပေမဲ့ခုနကပြောခဲ့တဲ့အတိုင်းပဲသူတို့ဘက်ကလည်းချပြနိုင်ဖို့လိုတယ်ဘယ်လောက်ထိစွမ်းဆောင်ရကောင်းတဲ့ fighter ဆိုတာပြိတက်အများအပြားပေါ့နော်တက္ကပါလုံးကရှိတဲ့တက္ကပါလုံးမှာရှိတဲ့ပြိတက်တွေလက်ခံအောင်သူကလည်းချပြရအောင်မှာဖြစ်ပါတယ်အဲဒါကြောင့်သူကလည်းစိတ်ရှည်တီးခံပြီးတော့ကြိုးစားခဲ့လို့အခုလိုကဘာကျော်ချန်ပီယံကြီးဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ပြောမယ်ဆိုရင်ဟိုဘက်လည်းမမအောင်ဒီဘက်လည်းမမအောင် အတန်းစင်မှားတယ်ဆိုလို့ဆိုပြီးတော့ judge လောက်တာလဲကျွန်တော်တော့တဘောမကြပါဘူးပြီးတော့ဖြိုးဝင်မှားတယ်ဆိုပြီးတော့ပြောတာလဲကျွန်တော်တော့တဘောမကြပါဘူးနှစ်ဖက်စလုံးကမှားတဲ့အချက်ရှိတယ်မှန်တဲ့အချက်ရှိတယ်ပေါ့နော်ပြောမစရာအနှင်းချအလားချပေါ့ဗျာအဲ့ဒါကြောင့် predicate တွေကို judge မလုပ်ကြပါနဲ့လို့ကျွန်တော်ကတိုက်တွန်းချင်တာပါပြီးတော့နောက်တစ်ခုတောင်းဆိုချင်တာဖြိုးဝေနဲ့အခုလိုပြဿနာတက်တဲ့အတွက်ပေါ့နော်တခြားရိုးရာကစားသမားတွေအခွင့်အရေးမရတော့မှဖြိုးဝေဘက်ကမခေါ်တော့မှလည်းကျွန်တော်ကတော့စိတ်ပူမိတာပေါ့နော် တန့်စင်တွေကအဆင်ပြေသွားပြီအခုလိုတမ JAB ဆိုပေမဲ့ဟမ်ဖြိုးဝေဘက်ကတခြားဖိုက်တာတွေကိုမခေါ်ချင်းလောက်တော့တဲ့အထိ ဖြစ်သွားမှာတော့ကျွန်တော်မလိုလားပါဘူးပေါ့နော်အဲဒါကြောင့်ပရိတ်သတ်တွေလည်းတခြားကြည့်ပြီးတော့ပြောကြပါလို့ကျွန်တော်အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ညီကိုတွေကိုပြောပြတာဖြစ်ပါတယ်